ကဘာကြီးကိုတိမ့်ပိုက်ဖို့စစ်အင်အားနဲ့တိုက်ခိုက်ဖို့ကြိုးစားခဲ့ကြတဲ့ဂျူသားတွေဟာမအောင်မြင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကဘာမီဟာလေညံတွေတင့်ကားတွေအထူးသဖြင့်အင်ဂျင်မဲ့ရန်ကုန်တင်ပေါ်တွေအပါအဝင်လက်နက်အင်အားနဲ့ပြည့်နှက်ညီလိုပါပဲ။ဂျူသားတွေဟာဒီအဖြစ်အဖြစ်ကိုအာန်အားတင်သွားတတ်ကြတယ်။သူတို့ဟာဒီလိုမျိုးလက်နက်တွေတခြားဂျူသားမျိုးနွယ်မှာဘယ်တော့မှမမြင်ဘူးကြလို့ပါ။ဒါနဲ့ဂျူသားတွေကကဘာမီကိုတိမ့်ပိုက်ဖို့နီးအသက်တစ်ခုစဉ်းစားလိုက်ရတယ်။ဂျူသားတွေဟာကဘာကောင်းဆောင်လေးစီမိဖက်အဖြစ်လက်တွဲဖို့ချင်းကပ်လာတယ်။ဒီမှာလူသားကျွန်တော်တို့ပါကျွန်တော်တို့ကမင်းတို့နဲ့မိတ်ဆွေဖြစ်ချင်လို့ပါ။ ခမရလူဘဝကိုပိုကောင်းအောင်လုပ်ပေးဖို့ကျွန်တော်တို့ရှိပါတယ်လို့ပြောဆိုပြီးကဘာခေါင်းဆောင်တွေကိုလက်ဆွဲနှုတ်ဆက်လိုက်တယ်။ကဘာခေါင်းဆောင်တွေကလည်းဒီကမ်းလတ်မှုကိုသဘောတူလက်ခံလိုက်တယ်။ဒီလိုနဲ့ဂျိုသားတွေရဲ့မကောင်းတဲ့လစ်ဝတ်အစီအစဉ်တွေစတင်ခဲ့ပါတော့တယ်။ဂျိုသားတွေဟာကဘာပေါ်မှာစီးပွားရေးလုပ်ငန်းတွေစတင်တည်ထောင်တယ်။သူတို့ရဲ့အဆင့်မြင့်နီးပညာသုံးပြီးသုံးဆွဲသူပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်ကြတယ်။ထုတ်ကုန်တွေကိုဈေးအလွန်ချိုတာအောင်ရောင်းတဲ့အထက်ပြိုင်ဘတ်တွေကိုဈေးကွက်ထက်ကလင်းမြန်စွာဖယ်ရှားပစ်နိုင်ခဲ့တယ်။ဈေးပေါက်ကြီးအရေးထွေးကောင်းပစ္စည်းတွေကိုဘယ်သူမှကြိုက်မှားမှလည်းမဟုတ်ဘူးလား။ ဂျိုသားတွေကကဘာသားတွေကိုအလုံမခံဘဲသူတို့ရဲ့ဂျိုသားအချင်းချင်းပဲအလုံခံတယ်ဒီလိုနဲ့ပတ်စံတွေဟာဂျိုသားတွေကြားမှာပဲလက်ပတ်နေကြတယ်တစ်ဖက်မှာလည်းဂျိုသားတွေဟာကဘာခေါင်းဆောင်တွေကိုလက်ပေးပြီးလွှဲထားနေတယ်ပညာရေးအဆင့်အတန်းကိုနှိမ်ကြအောင်လှုပ်ဆောင်ပြီးပညာရေးစနစ်ကိုအလွန်အမင်းခက်ခဲအောင်ပြုလုပ်လိုက်တယ်သူတို့ရဲ့ရည်ရွယ်ချက်ကကလေးတွေစဉ်စားတွေးခေါ်ညာမရှိဘူးလူစွမ်းအားအရင်မင်းတွေအရေးတွင်းနှိမ်ချသွားဖို့ပါပဲဒီလိုနဲ့ရုတ်တရက်ဆိုသလိုဂျိုသားတွေရဲ့ကုမ္ပဏီတွေကကဘာသားတွေကိုအလုံခံတာကိုရပ်တန့်လိုက်တယ် လူများစွာအလုပ်လက်မဲ့ဖြစ်လာကြတယ်။ကို့မှာရှိတဲ့အသည့်ပညာနဲ့ကိုက်ညီတဲ့အလုပ်နေရာမျိုးမရှိတော့တဲ့အတွက်လူတွေဒုက္ခရောက်လာကြတယ်။လူတွေရဲ့စီးပွားရေးလုပ်ငန်းရှင်တွေလည်းဒုက္ခရောက်လာတယ်။ဟုတ်ပါတယ်။ချိုးထားတွေရဲ့လုပ်ငန်းတွေနဲ့ရှင်ပလိုက်လို့မရတော့တဲ့အတွက်သူတို့လုပ်ငန်းတွေပြိုလဲသွားကြတယ်။အကြီးစားလုပ်ငန်းတွေတော့မရက်ကီနိုင်တော့ပဲပိတ်သိမ်းခြင်းခံရတယ်။လူသားအလုပ်လက်မဲ့ဥယေပုံမုံညားပြားလာတယ်။ကဘာသားတွေအလုပ်မရှိပတ်ဆက်မရှိတဲ့အခါချင်းညောကိုလိုလာတယ်။ ။ကဘာပန်တွေကချင်းမပေးတော့တဲ့အတွက်ဂျိုသားတွေစီကပဲပတ်စံချင်းယူကြရတယ်။ချင်းငွေကိုပြန်မဆက်နိုင်တဲ့အတွက်ကျွေးမဆက်နိုင်သူတွေရှိရင်ဂျိုသားတွေကကဘာဥပဒေတွေကိုပဲတုံးပြီးသူတို့ရဲ့အိမ်တွေကိုချက်ချင်းဆိုသလိုတင်းယူလိုက်တယ်။ကဘာသားတွေကသူတို့ရဲ့စိတ်ထဲမှာဒါဟာမမျှတဘူးဒါဟာဂျိုသားတွေရဲ့အကြမ်းစီးတစ်ခုဖြစ်နေပြီလို့လူတွေကစတင်ပြီးခန်းစားလာကြတယ်။လူအုပ်ကြီးစုပြီးဆန္ဒပြကြတယ်ပုံလန်ကြတယ်ဒါပေမဲ့သူတို့ကိုဂျိုသားတွေရဲ့ဥပဒေနဲ့ပဲတရားစွဲဆိုခံရတယ်။ ကမ္ဘာသားအချို့ကဒီအခြေအနေကိုမခံမရန်ဖြစ်လာတော့ဂျူသားတွေကဥပဒေကိုချိုးဖောက်နေတယ်ဆိုပြီးလက်နက်ကင်တိုက်ခိုက်ဖို့ထွက်လာကြတယ်။ဒါပေမဲ့ကမ္ဘာဥပဒေအရတော့တပ်တွေမလုံလောက်ဘူးလို့ဆုံးဖြတ်ချက်ချခံရတယ်။တိုက်ခိုက်သူတွေကိုဂျူသားတွေကဖမ်းဆီးလိုက်တယ်။ထောင်ထဲမှာထည့်လိုက်တယ်။ဂျူသားတွေကတော့ထောင်အုပ်ကြီးရှိမှရက်ပြီးဟာဟာရည်နေတယ်။မကြခင်မှာပဲဂျူသားတွေကကမ္ဘာပေါ်မှာပျော့ပျော့ရွှင်ရွှင်နေထိုင်နေကြပြီးကမ္ဘာသားတွေကတော့အလုံးမရှိပတ်စံမရှိအစိတ်ခိုင်းတွေအဖြစ်ရှိနေကြတော့တာပဲ။ကျိုးသားတွေကပြောတယ်ကမ္ဘာကိုတိမ့်ပိုက်ဖို့စစ်တိုက်စရာမလိုပါလားပတ်စံနဲ့လည်းဝယ်လို့ရတာပဲအစကဒီလိုတိနေရင်ပတ်စံနဲ့ဝယ်လိုက်တာကြပါပြီ